တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကို New Youme Channel ကနေမှထပ်ပြန်လေးပြည့်ကျဆိုပါတယ်။တင်တဲ့စောကြီးတင်လိုက်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့တောက်မှဆရာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ comments ထဲမှာတခုကသတင်းကအရန်တိုးရဲဆိုတဲ့တခုနောက်တခုကတော့ကချင်သတင်းကြီးပဲတခြားတိုင်းရင်းသားတွေအတွက်သတင်းမကြေညာပေးဘူးဆိုပြီးမှပြောတာရှိတယ်။ ဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှင်းပြချင်တယ်။ဟိုဘက်ကန်းကလူကြီးကဗမောနဲ့ပတ်သက်ပြီးတော့မမမကန်နေပြောနေကြတယ်ဒါကိုပြည်သူတွေသိစေချင်တဲ့အတွက်ကြောင့်လက်နက်ခဲယမ်းတွေရတဲ့ဥစ္စာပြီးတော့ရင်တန်းကိုတိုက်ခိုက်ခဲ့တဲ့ဥစ္စာကိုပြည်သူတွေကိုအရန်သိစေချင်လို့လို့တရင်ရရချင်းပဲမနေ့ကည၈နာရီမှာတင်ပေးလိုက်တယ်။ဒါပေမဲ့ YouTube ကဘာဖြစ်လို့လဲမသိဘူး။ည၈နာရီမှာတင်တဲ့ဥစ္စာကိုဒီမနေ့၄နာရီကြာမှာပဲတင်ခွင့်ပြုတယ် နော်၈နာရီကြာသွားတာဖြစ်တယ်ဒါကြောင့်နံပါတ်၁ကတိုးသွားတာဟုတ်တယ်တိုးသွားတယ်ဆိုတာဘုံမော်တရင်မလို့ပဲနောက်တစ်ခုကတော့ကချင်တရင်ကြီးတန့်ကြီးပဲဖြစ်သွားတယ်ဆိုတာလည်းအဲ့လည်းဘုံမော်တရင်မလို့အဲ့လိုဖြစ်သွားတာပါလို့အလုံးကို ပြောပြချင်တာပါနော်ကျတော့ဒီနေ့တရင်နေနေကတော့နွေဦးမေအရန်ကြိုက်တဲ့တရင်နဲ့အရင်စချင်တယ်နော်ဒါကဘာလဲဆိုတော့အခုကျွမ်းဘေးနားမှာတွေ့ရတဲ့ပုံဒီတိုင်းကြည့်ရင်တော့ အားလုံးကတိချင်းမှလည်းတိမယ်ဆိုတော့ဒါကပါလေဆိုတော့ဂျွန်9ရက်နေ့တုန်းကစကိုင်းတိုင်းသမိုးမြို့လေးမှာစစ်ခွေးဒီဘက်ကနေမှ ကင်းထောက်လက်လေတဲ့ဥစ္စာကို ဇိုအာမီဒီဘက်ကနေမှတီထွင်ထားတဲ့အဝဲပစ်လက်နက်နဲ့ပစ်ခတ်ခဲ့တဲ့အခါမှာအရာရှိတဦးအပါဝင်စစ်ခွေးတုံးကောင်တခါလေးပွဲချင်းပြီးတပ်ပစ်လိုက်တဲ့လက်နက်ကြီးဖြစ်တယ်။အဝဲပစ်လက်နက်ကိုအရန်သဘောကျတယ်။အတော်လေးအဆင်ပြေတဲ့ကင်းလေလေနေတဲ့စစ်ခွေးတုံးကောင်ကိုတပ်ပစ်နိုင်နိုင်တယ်။ပြီးရင်ဝမ်တာတဲ့ဂုံယူတဲ့ဆိုတဲ့အကြောင်းကိုလည်းဇိုအာမီဒီကိုလည်းပြောပြခြင်းနဲ့ဒါကတော့သူတို့ကိုယ်တိုင်တီထွင်ထားတဲ့အဝဲပစ်လက်နက်ဖြစ်တယ်။ ပြီးနောက်အောင်ပွဲတဲ့အနေနဲ့ကတော့ဂျွန်လ3ရက်နေ့မှာကရနေပီနဲ့လွယ်ကော်မြို့ဖုန်ကြီးကျောင်းမှာအခိုင်အမာချေချနေထိုင်တဲ့စစ်ခွေးစခန်းနဲ့စစ်ကူလာပေးတဲ့ခွေးတွေကို KNDF နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အခါမှာ ခွေးအကောင်20 ချက်ချင်းသိသွားတယ်လက်နက်မျိုးစုံရှစ်လက်ရရှိခဲ့တယ်ဆိုတာကိုသိရတယ်ပြီးတော့အခုတလောကကျွန်တော်အောင်ပွဲကြီးပဲเนาะကရင်ပြည်နယ်ဘက်မှာဆိုလို့ရှင်လဲအခု online ဒီထဲမှာဝေဝေဆဆမြင်ရမှာပဲအသေးဘောဘစခန်းကနေမှပြန်လာခဲ့တဲ့ရဲဘော်တွေကိုပြည်သူဒီဘက်ကနေမှတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုနေတယ်ဆိုတာကိုလည်းသိရတယ်ဒါမျိုးအောင်ပွဲကိုအခုဒီ27ဒေါ်လာရဲမှာကျွန်တော်ဒေါ်လာရဲတွေပဲရရှိနိုင်တယ်အထူးသဖြင့်ဒီနှစ်ထဲမှာကျွန်တော်ကနေရာတရာအတီးတီးထဲမှာအောင်ပွဲတွေရရှိ နေတယ်။ဒီလိုမျိုးတအောင်ပွဲတွေကို non stop ရရှိနေတဲ့အတွက်ကြောင့်ခွေးတွေကကျတို့ပြည်သူတွေကိုကျတို့ပြည်သူတွေစဉ်းစားတင်ပြီးလို့ကျမဒီကြားကနေနည်းနည်းလေးပြောချင်တယ်။ဒါကဘာလဲဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာစောက်ဖို့နေရဲ့အင်မတားမှာခက်ခဲနေတယ်။ငလျင်ပဲရေပဲရေကြီးပဲရာတီဥတုတာမျိုးစုံကိုခံစားနေရတဲ့စစ်ဘေးတန်ကိုခံစားနေရတဲ့အချိန်မှာဒီလောက်အထိစောက်ဖို့နေရဲ့ရှာစားရခက်ခဲနေတဲ့အချိန်မှာလိုင်းစ င်မဲ့ဆိုင်ကယ်ကားတွေဖမ်းတယ်တဲ့အခုဒီ online social media ထဲမှာမြင်ရမှာပါရှမ်းပြည်တောင်ပိုင်းဆိုတာဟာအင်မတန်မှတည်ငြိမ်နေတဲ့နေရာတွေဖြစ်တယ်။ရှမ်းမြောက်မှာဆိုလို့ရှိရင်တိုက်ပွဲတွေရှိတယ်။နေမြေကိစ္စတွေရှိတယ်။ပြနေကိုင်းချင်းချင်းပတိပခဖြစ်တယ်၊စစ်ခွေးတွေနဲ့ဖြစ်တယ်။မျိုးစုံတော်ပြဿနာနဲ့ရှမ်းမြောက်မှာပြည်စုံနေတဲ့အချိန်မှာရှမ်းတောင်ပိုင်းမှာအင်မတန်မှအေးဆေးနေတယ်။ဒါပေမဲ့အခု ရှမ်းတောင်ကိုပြည်သူတွေကိုလက်နက်ကင်ခိုင်းနေတယ်ဆိုပြမှပြည်သူလူထုတွေပြောလာတဲ့သတင်းတွေကိုလည်းဆိုရှယ်မီဒီယာမှာပြည်သူလူထုတွေကြားရမှာဖြစ်တယ်။လိုက်စမဲ့ကားတွေဆိုင်ကယ်တွေဖမ်းဆီးခြင်းအပြင်ရှမ်းတောင်မှာဘာတွေဖြစ်လာမလဲဆိုတာတော့ကျွန်တော်စိတ်ဝင်စားစရာအရန်ကောင်းတယ်။ပြည်သူလူထုတွေဘက်ကနေမှအုံကြွလာမှုတွေအများကြီးရှိနေတယ်။သတင်းကြားရတာကတော့အခု ခွေးကျဘူးရဲ့တာဖမ်းဆီးမြင့်စစ်တဲ့ကနေမွေးလာတဲ့ကလေးက တရုတ်ပြည်ကနဲ့ထက်ဆလာကားတွေအများကြီးရန်ကုန်မှာစုထားတယ်လို့ပြောတယ်ဆိုတော့ဒီထက်ဆလာတွေကိုရောင်းဖို့ရတော့လိုင်စင်မဲ့ကားတွေကိုဖမ်းတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေတယ်ဆိုတော့အောင်ပြည်ဆောင်ထားတဲ့ကားတွေကိုမြှို့ပေးဖို့ရတော့ဒီနေ့ကျမတို့တော်လာရဲတွေ စဉ်းစားရတော့မယ်ပြီးတော့ဂျားနေဂျားနေလို့ပြောတဲ့ပြည်သူလူထုတည်ဂျားနေလို့ထမဲမဝဘူးဆိုတော့အခုဖြစ်နေတဲ့ပြဿနာတွေကိုကြည့်ချင်းအားဖြင့်နင်တို့သိလောက်ပြီလို့ထင်တယ်နော်ဒီစစ်ခွေးကနေမှလက်တလုံးဂျားဥပဒေကိုတုံးပြီးမှမြန်မာနိုင်ငံကိုအုပ်ချုပ်ပြီးလူရသွေးနေတဲ့ခါမှာဘောမာတွေကလည်းအံ့ဩစရာကောင်းလို့ဂျားနေဆိုတဲ့သူတွေလည်းစဉ်းစားဖို့လိုတယ်ဒီနေ့ခွေးကြိုက်ပြီးဟိတ်ဆိုလို့ရှိရင် သူ့ထိုင်ခုံမြင်အောင်လုပ်တဲ့သူဒီသူ့ကိုဘာပဲဖြစ်ဖြစ်ဟုတ်ကဲ့လို့ပြောတဲ့သူဒီကလွဲရင်ဘယ်သူမှသူ့ရဲ့ပါဇတ်ဥပဒေနဲ့လူကင်းမှာမဟုတ်ဘူးဆိုတာကိုမြင်မြင်မှတ်သားကြပါပါဝါဘေးတံခံစားနေရတယ်စစ်ဘေးတလောက်ခံစားနေရတယ်ငိတ်ညာခြင်းလုံးဝမရှိဘဲနဲ့ဒီလိုမျိုးဒုက္ခရောက်နေပြီးရှာစားခက်ခဲနေတဲ့အချိန်မှာလိုင်းစင်မဲ့ဆိုင်ကယ်ကားတွေကိုကားကတော့ထားလိုက်ဆင်းရဲတဲ့သူဒီလောက်ထိမှာမဟုတ်ဘူးဆိုင်ကယ်ဟာအင်မတန်မှ ကြောင်းသွားကြောင်းဖို့ဆိုင်ကယ်ကယ်တွေလောက်တာဈေးဝယ်စားတာတနေရနဲ့တနေဈေးရောင်းစားတာတွေအတွက်အင်မတားမှရေးအကြီးနေတဲ့အချိန်ဖြစ်တယ်ဒီနေ့မှာမှနင့်တို့စစ်ခွေးတွေကိုမတော်လန့်ဘူးဆိုနင့်တို့ကစင်ဆက်စင်ဆက်ကြုံမျိုးဖြစ်မဲ့သူတွေဖြစ်တယ်လို့ဒီကနေ့ကျွန်မပြောချင်တယ်နော်ဆိုတော့အခုကျွန်မတို့နောက်တဲ့နေနေကတော့ PDF တွေရဲ့မကြခင်မှာရရှိမဲ့အောင်ပွဲတဲ့တင်ကိုပြောပြချင်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော် ဒီကနောက်နေမြေရဲစခန်းကိုအကြံဖတ်သမားကအင်အားအလုံးရင်းနဲ့လာပြီးတိုက်ခိုက်နေတဲ့သဘောမျိုးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့တော့စုခွာတာလည်းမရှိဘူးစုခွာတာလည်းမရှိဘူးသို့တော့လက်နက်ခဲရန်လိုအပ်နေပြီပေါ့ဗျာဒီလေကြောင်းကနေပြစ်ကူဆောင်ရွက်ပေးခဲ့တာလည်းရှိတယ်သို့တော့အကြံဖတ်သမားအင်အားကဘလောက်ထိအောင်များပြားနေလဲဆိုတာမခံမနိုင်ဘူးပေါ့ဗျာဒီစခန်းကိုပဲပြင်မှတ်ထားပြီးတော့လာပြီးတိုက်ခိုက်နေသေးပေါ့အဲဒါကြောင့်အခုညီလိုအပ်နေတယ်အဓိကအပြင်တော့လက်နက်ခဲရန်လေကြောင်းကနေ ဝိုင်းဝန်းကူညီရှင်းလင်းဆောင်ရွက်ပေးနိုင်ဖို့ပေါ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေမြေဒေသမှာကြံ့ကြံ့ခံပြီးတော့ရည်တည်ဆောင်ရွက်နေတယ်ဆိုရင်နောက်ကနေကူညီပံ့ပိုးမှုပိုင်းကလည်းထိထိရောရောဖြစ်အောင်ပေါ့ဗျာနော်ကူညီပံ့ပိုးပေးနိုင်ဖို့ဒါလေးကိုတော့ဆွေးနွေးတင်ပြလိုပါတယ်အဲတစုံတရာချစ်ချော်လွှဲမှသွားခဲ့ရင်ပြပတမကထားပြီးတော့အောင်မီဟေးတို့စကန်တိတ်နိုင်ပြီးဟေးတို့အောင်လံလွှင့်နေဦးမယ်ပေါ့ဗျာအဲ့ဒီလိုမျိုးအခြေအနေမျိုးကိုမရောက်အောင်ရည်တည်ဖွဲ့ဝင်တွေကူညီလိုအပ်နေတဲ့အခြေအနေတပြေးညီကူညီပေးဖို့ ကျွန်တော်တော်လိုင်းရဲဒီဘက်ကနေမှတိုက်ခိုက်ခဲ့တာဟာ၃ရက်လောက်ရှိသွားပြီအခုဒီမှာလေလုံးမကွဲအမတ်ဖြစ်ချင်တဲ့နောင်တော်လေးပါပြောသွားလေကျွန်တော်ကြားရတဲ့အချိန်ပဲခဲရန်လက်နဲ့လုံးဝမရှိတော့ဘူးလက်နဲ့မဟုတ်ဘူးခဲရန်မရှိတော့တာသူတို့စီမှာရှိတဲ့ခဲရန်နဲ့အကုန်ကုန်သွားပြီဆိုတာကိုသိရတယ်ကန်တော့မြို့နေရဲစခန်းက ခွေးတွေက ထွက်လည်းမထွက်ပြဲဘူးဒီလောက်ကြီးခုခံတိုက်ခိုက်နေခဲ့တဲ့ခါမှာနောက်တန်းဆိုတဲ့လေရင်နဲ့ပြည့်တဲ့သူတွေကကောင်းကောင်းတောင်မပြည့်ခဲ့ဘူးဆိုလို့ရှိရင်တော့မကြခင်မှာတဖက်ကန်းဆိုတဲ့ကျတော်တော်လန်ရဲ့အဖွဲအောင်မြင်ရဲ့အဖွဲကအောင်မြင်တယ်ဆိုပြီးမှကြွေးကြော်တာတွေဖြစ်လာမယ်လို့ပြောတယ်ဆိုတော့ဒါကတော့ဖြစ်နေစမြဲပဲเนาะတော်လန်ရဲ့ခေါ်အောင်မြင်ရဲ့တပ်ဖွဲ့တွေကရက်ဒီတာကြာတာကြာသွားမယ်မအောင်မင်းနဲ့ နောက်ဆုတ်ခဲ့တယ်ဆိုတော့စစ်တပ်ဟာဒီနေ့ဒီချိန်ထိကျမတို့တော်လန်ရဲခေါ်အောင်မြင်ရဲအဖွဲ့မှာလုံးဝမရှိပါဘူးဆိုတဲ့အကြောင်းပြောပြခြင်းနဲ့အရင်တော့ကတော့ဝါရင့်တဲ့တိုင်းရင်းသားလက်နက်ကင်ရဲ့နောက်မှာ PDF တီဟာလိုက်ပြီးမှတိုက်ပွဲဖော်ဆောင်ကြတယ်။အခုဒီ2025မှာကျတော့ PDF တီတူတို့ကိုယ်တိုင်ရှေ့တန်းကိုဥဆောင်ပြီးမှတိုက်နိုင်တဲ့အရေချင်းနဲ့ပြည့်သွားပြီ။ နော် PDF ဒီဘက်ကနေမှလက်နက်ခဲရမျိုးစုံထုတ်နိုင်တယ်ဂျမ်ပါတီ ထုတ်လုပ်နိုင်တယ်အမောင့်တူမဲ့ရင်းဒီလုပ်နိုင်တယ်အခုက share တန်းကိုပါ senior လက်နက်ကင်တိုင်းရင်သားတွေမပါဘဲနဲ့သူတို့ကိုယ်တိုင် share တန်းကိုဥဆောင်တိုက်ခိုက်နိုင်တဲ့အရေချင်းနေနဲ့ပြဝနေတဲ့ ော်လာရဲခေါ်အောင်မြင်ရဲ့အဖွဲ့တွေဖြစ်နေပြီဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဆိုတော့မကြာခင်မှာစစ်ခွေးတွေဘက်ကနေမှအခုလေလုံးမကွဲပေမဲ့အာပြေးရှာပြေးနဲ့အိုနေတဲ့ခွေးတရိုက်ရှိရှိပေမဲ့မကြာခင်မှာကန်တော့မြို့နယ်ရေစခန်းကတော့ကျွန်တော်အောင်ပွဲဆိုတဲ့တရင်ကိုကြားရမှာဖြစ်တယ်နော်ပြီးတော့နောက်တစ်ခုကတော့တပိတ်ချင်းမှာ အခုနေတိုင်းညတိုင်းအမျိုးဘာသာတတနာလို့အော်နေကြတဲ့ဟိုကတုံးဒီရောဘောမဘုံကုန်ဒီရောအားလုံးတိဖို့ကဘာရာရဲကိုဒီလောက်အထိကင်ဆွဲနေတဲ့သူတွေဂျွန်ငါရဲ့နေတုံးကတပိတ်ချင်းမှာရှိတဲ့ဖုန်ကြီးเจ้าကိုအခုကျမနဘေးနားမှာတင်ထားတယ်ကြည့်ရအောင်ဘလောက်အထိစုတ်ပြတ်သွားတယ်လဲဒါကို PDF တွေဘုံကျဲတယ်လို့ပြောချင်သေးတယ်လား NUG တွေဘုံကျဲတယ်လို့ပြောချင်သလား ဒီဖုံးကြီးเจ้าမှာမိုင်းနေလို့လို့မိုင်းကွဲတယ်လို့နင်းတို့ဆွဆွဲချင်နေကြသေးသလားဒီနဲ့ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတယ်လို့ပြောတဲ့ဘောမာတွေအခုဒါတွေကိုနင်းတို့လုပ်နေတယ်ဖုံးကြီးတပါးတေးသွားတယ်ပြီးသူရှိရောက်တန်ညာရရှိသွားတယ် ဒါရီကတော့နင်းတို့ပြောနေတဲ့ဘာသာတတရာနဲ့ကိုက်ညီသလားပြီးနောက်တစ်ခုကနင်းတို့ပြောတဲ့တည်ငြိမ်အေးချမ်းစွာ နေထိုင်ခြင်းနဲ့တူရီဆိုတာကဒီဒုက္ခရောက်သွားတဲ့တူရီကိုနင်းတို့ပြောနေကြတာလားစဉ်းစားကြည့်ပါလို့ပဲပြောချင်တယ်နော်ပြီးနောက်တရင်တပုတ်အနေနဲ့ကတော့အခုစစ်ခွေးတွေနဲ့ဘောမဒီဘက်ကနေတော့ရွေးကောက်ပွဲကိုလုံနိုင်မယ်လို့သူတို့ကထင်နေကြတယ်လုံနိုင်ရင်လုံကြပါဘယ်နေမှာလုံကြမလဲ မဲပုံးပဲတစ်ခုထောင်မလဲဆိုတာတော့နင်းတို့ပိုက်ဖြစ်တယ်ငါတို့စိတ်ဝင်စားစရာအကြောင်းမရှိဘူးเนาะအခုကျမနဘေးနားမှာတင်ထားတယ်ဒါကတော့ရွေးကောက်ပွဲထဲမှာသူကတာအနံရခဲ့ရင်ဆိုတဲ့အိမ်မက်ပေါ်မှာလမ်းလျှောက်နေတဲ့အဲဘူလက်လတ်ဆွေရဲ့ရေရွယ်ချက်တွေဖြစ်တယ်တစ်ချက်ကတော့တိုင်းရင်သားလက်နဲ့ကိုင်ဌာနတွေရှိတဲ့နေရာကိုမြေလံပြေးမှပုံကျဲတိုက်ခိုက်မယ်လို့ပြောတဲ့အခါမှာအိမ်မက်တာဖြစ်မယ် မြင်လာနာတော့မြင်လာလိမ့်မယ်ဒါပေမဲ့ကျတို့လက်နဲ့ကိုင်းတနင်းမြင်မှာမဟုတ်ပဲနဲ့နင်းကိုမြုပ်မဲ့မြေကိုနင်းလန်ရမယ့်အချိန်ရောက်လိမ့်မယ်နော်စွာကြေးစွာကြေးလုတ်တဲ့သူတွေဟာအသေးမြန်နေဆိုတာကိုလည်းမမေ့ကြနဲ့ဒုတိယအချက်အနေနဲ့ကတော့အေးချမ်းစွာနေထိုင်လို့တဲ့ပြည်သူရဲ့ဆန္ဒအတိုင်းနင်းမြေကိုအရင်စိုးမိုးမယ်ပြီးတော့ပြည်သူလူထုတွေကိုလက်နဲ့ထုတ်ပေးပြီးမှခွေးတွေနဲ့ပေါင်းပြီးလုံခြုံရေးကိုဆောင်ရွက်မယ်လို့ပြောတယ်။ပြီးတော့နောက်တစ်ခုက ပြည်သူစစ်မှုထံဥပဒေအရ in အကိုတိတ်နဲ့ချီပြီးမှတိုးတက်လာအောင်လုပ်မယ်လို့သူပြောသွားတယ်ဆိုတော့တိတ်နဲ့ချီပြီးတော့လုပ်နိုင်မယ်ဒါကိုတော့ယုံတယ်ဘာကြောင့်လဲဆိုတော့ ပြည်သူဒီဆန္ဒပါလို့တော့မဟုတ်ဘူးတကယ်လို့သာစစ်မှုထမ်းဥပဒေအရစစ်တပ်အင်အားတိတ်နေချီပြီးတိုးတက်အောင် လုပ်မယ်လို့ပြောတဲ့အခါမှာတော့တိုက်ပွဲဒီထက်ပိုကြီးအောင်ဖြစ်လာနိုင်တယ်ဆိုတာကိုပဲသတိထားကြပါနော်ဘူးလက်လဆွေရဲ့ရေရွယ်ချက်ကမြန်မာနိုင်ငံကိုတည်ငြိမ်အောင်လုပ်နေတာလားဒါမှမဟုတ်မြန်မာနိုင်ငံမှာပြုတ်ကွဲအောင်လုပ်နေတလားဆိုတာတော့နင်တို့သိဖို့လိုတယ်နော်နင်တို့ကတော့ရွေးကောက်ပွဲလုပ်ပြီးမှမြန်မာနိုင်ငံကိုတည်ငြိမ်အောင်လုပ်မယ်လို့ပြောလိမ့်မယ် ဒါပေမဲ့နင့်တို့ရဲ့မဲပုံထောင်ထားတဲ့နေရာမှာ အတုပနေရာလည်းဖြစ်သွားနိုင်တယ်ဆိုတာကိုလည်းမမေ့ကြနဲ့နော်အခုယူကောက်ပွဲလုံးမှာကဒီဇင်ဘာလမှာနော်ဒီဇင်ဘာဆိုတာဟာအခု6လတောင်ကြံသေးတယ်6လအတွင်းမှာနင့်တို့နေထိုင်စရာနေရာတောင်ရှိအောင်မလားဆိုတာကိုစဉ်းစားပါဘိုးလလဆွေနော်တိုင်းရင်တလက်နဲ့ကင်ဒီရဲ့ဌာနချုပ်တွေကိုမြင်လာမယ်ပြည်သူတွေကိုလက်နက်ကင်ခိုင်းပြီးမှလုံခြုံရေးယူမယ်ဆိုတော့ခွေးစစ်တပ် in အာတိတ်နဲ့ချီပြီးမ in အတိုးတက်အောင်လုပ်မယ်လို့ပြောတဲ့ခွေးတွေ တိမ့်တာကတော့နော်လူအရေအတွက်တိမ့်တာတော့မဟုတ်ဘဲနဲ့ကိုပစ္စည်းကိုထုတ်တိမ့်ပြီးမှကြွရတဲ့အချိန်ဖြစ်သွားလိမ့်မယ်လို့ပဲပြောချင်တယ်နော်ငါကတာဒီရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင်လို့နင်းကအိမ်မက်ထဲမှာမက်နေသေးတယ်အိမ်ရာပေါ်မှာမက်တဲ့အိမ်မက်ကတာလည်းသူများကိုမထိခိုက်တာနင်းကအိမ်မက်မက်ပြီးမှရှောက်ပြီးမှအာကျင်းနေမယ်ဆိုလို့ရှိရင်တော့နင်းတို့ရဲ့ရှေ့ဆောင်ဖြစ်တဲ့မင်းမင်းရဲ့ကောင်းတဲ့ဘိုင်းကိုယ်တိုင်ဖြစ်သွားတာကိုနင်းတို့မြင်နေနော် ခွေးတွေရဲ့လောက်ပိုင်ခွင့်ပြတဲ့စဉ်းစားပိုင်ခွင့်ရှိတယ်ဒါပေမဲ့နင့်တို့ကိုလက်တွေ့အကောင့်ထဲဖို့ခွင့်ကငွေရဒေါ်လာရဲ့ရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကိုနင့်တို့သိဖို့လိုတယ်နော်ခွေးတဘူးရဲ့ကြုံဖြစ်ရတာနင့်တို့မချက်ဘူးလားခွေးတဘူးကလည်းမတွန်းချင်တော့မောက်ချင်မောက်ထိုင်းချိုးချိုးထိုင်းထားစေထားဒါလို့ဆိုလို့နင့်တို့မို့လို့ကျွန်ဒီတောင်မှလည်းငါမလုတ်ချင်ဘူးဟဲ့ဆိုလို့ရှိရင်အာနာဖီဆန်လို့ရသေးတယ်နင့်တို့ကကျွန်ထက်တောင်ပိုဆိုးတယ် ခွေးချဘူးကနေမှဒါလို့ဆိုဒါလို့ဟိုဟာမလုံနဲ့ဆိုမလုံနဲ့နင်းတို့မို့လို့တာကိုယ့်ရဲ့အသက်အရွယ်အဖြစ်တော်လကောင်ကိုယ့်ရဲ့ပညာရည်ချင်းအဖြစ်တော်လကောင်အချက်မရှိဘဲနဲ့ပညာရည်ချင်းနဲ့ကိုယ့်လောက်တောင်မှညာမရှိတဲ့ခွေးချဘူးရဲ့ဂျုံဖြစ်နေရတာကိုနင်းတို့မရှက်ဘူးလားဒီနေ့ခွေးကလွဲရင်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေကတော့နင်းနဲ့ညာညာကျတော့အောင်ပွဲကိုခံနေကြတယ် နော်အခုတေဘောဘိုးစခန်းဆိုလို့ရှိရင်တိတ်အံ့ဩစရာကောင်းတယ်ကြည်ကြလေရင်နဲ့ဘုံကျဲပြီးတော့ပြန်သွားလိုက်တာနဲ့ချက်ချင်းအလံဖြိုထောင်တယ်နင်းတို့လေရင်နဲ့လာမယ်ဆိုတာလဲသူတို့သိတယ်နင်းတို့လေရင်မလာခင်မှာအလံဖြိုထောင်လိုက်တယ်ဆိုလို့ရှိရင်သူတို့အားလုံးတည်သွားမယ်ဆိုတာကိုသိလို့ အလံဖြူကိုချက်ချင်းမထောင်ဘူးနင့်တို့ခွေးတွေလေရင်ကျဲပြီးမှခွေး30တေးသွားတယ်ဆိုတာသိရတယ်ဒါလည်းဝမ်းသာစရာပဲဘာကြောင့်လဲဆိုကရင်တွေဘက်ကနေမှနော်သမင်းထကျွေးစရာမလိုတဲ့ခွေး30ကိုတတ်လိုက်တယ်ကောင်းတယ်ကြံတဲ့သူတွေကနင့်တို့ပြန်သွားတာနဲ့အလံဖြူထောင်လိုက်တယ်ဒါကြောင့်စစ်ခွေးတွေကိုလည်းပြောချင်တယ်အခုနင့်တို့ကနင့်တို့မှာရွေးစရာကဘာလမ်းမှမရှိတော့ဘူးတခါကျတို့တော်လာရဲတွေကိုပြစ်လိုက်တယ်ဆိုလို့ရှိရင်ကျတို့တော်လာရဲတွေလည်းနင့်တို့ကိုခွန့်လွတ်မှာမဟုတ်ဘူးနော်နင့်တို့ကတိုက်ပွဲမဖြစ်ခင်မှာ amar ah. အလေးဝင်လာလို့ရှိရင်နင့်တို့ကိုလူလူတူလူငရုထားမယ်လူတယောက်မှာရှိတင်ရှိထိုက်တဲ့အခွင့်အရေးတွေအားလုံးပေးမယ်ဒါပေမဲ့လည်းပဲနင့်တို့ကိုစစ်တုံးပန်းနဲ့ဖမ်းမိတဲ့အခါမှာနင့်တို့ကိုငရုလူလူတူလူထားမှာမဟုတ်ဘူးစစ်တုံးပန်းကစစ်တုံးပန်းအဆင့်တန်းတဲ့နေရမယ်ဒါကငရုစီမှာနောက်တစ်ခုကတော့နင့်တို့အလံဖြူထောင်းလိုက်တဲ့ဟိတ်ဆိုလို့ရှိရင်ခွေးတွေဘက်ကနေမှဘုံကျပြီးနင့်တို့ကိုတတ်လိုက်မှာဖြစ်တယ်ပြီးတော့နင့်တို့ရဲ့မိမနဲ့မိသားစုတွေဘာတစ်ခုမှခံစားခွင့်မရှိဘူးဆိုတာနင့်တို့သိတယ်နော်ဒါကြောင့် တနတ်တစ်ချက်မဖောက်ခင်မှာကျတော့တော်လာရဲဒီစနေမှာပူပေါင်းပါလို့ပဲပြောချင်တယ်နော်မင်းအောင်လာရဲ့ကြုံနေစင်စားကြပါသူ့ရဲ့ထိုင်ခုံမြဲအောင်လုပ်တဲ့လူလို့မလုပ်ဘူးဆိုလို့ရှင်ဇော်ဖုံးဟိန်းလို့ဖြစ်သွားမယ်ဆိုတာပဲเนาะအခုဇော်ဖုံးဟိန်းဘလောက်အထိဖူးယောင်နေတယ်လဲဆိုတာတော့တရင်ထဲမှာရှိပြီးသားရှေရှေဝဲဝဲတိတ်ပြမှာထပ်မပြောချင်ဘူးပြည်သူတွေအားလုံးကြမှာပြောရှိကြပါစေ